ဥနုခေါင်းဆောင်နဲ့ရတအစိုးရ1960မှာအာဏာရနေတော့တတွင်းအာဏာတိုင်မှုကိုဒီကုန်းချုပ်စီပြီးဘိုးချုပ်ကင်မှုခိုင်မာအောင်လုပ်နိုင်တဲ့အတွက်1962မှာစစ်အာဏာသိမ်းနိုင်ကြောင်းမီဒီကလဟန်သုံးသပ်ထားပါတယ်ဥနုရဲ့တီတောင်စုပါတီဟာအာဏာရတီမကြမီသခင်အုပ်စုနဲ့ဥပုပ်အုပ်စုဆိုပြီးနှစ်ချမ်းကွတ်သွားပါတယ်ဘုန်နေဝင်းအင်းဆောင်အစိုးရတီထောင်ခဲ့တာကိုဥနုအစိုးရကဖျက်သိမ်းလိုက်ပြီမိမိပါတီကိုခိုင်မာအောင်မလုပ်နိုင်တာမို့လို့စစ်အာဏာသိမ်းဖို့ ဖိတ်ခေါ်တယ်လို့ဖြစ်သွားတယ်လို့ယူဆသူတွေများပါတယ်။ဒါပေမဲ့ဒီလူတွေဟာတတွင်းအနာပြိုင်ပွဲကိုတတိမထားမကြဘူးလို့မေရီကလဟန်ကမြင်ပါတယ်။တောင်မိုက်တိုင်းဘူးဘုံမှုချုပ်အောင်ရွှေနဲ့တရည်မှုရှိဦးကို1961ဖေဖော်ဝါရီလမှာထုတ်ပြတဲ့နဲ့စစ်လက်ကျင်ရေးညွှန်ကြားရေးမှူးဘုံမှုချုပ်မှမှအဖြုတ်ခံရတာဟာတခြားစီဖြစ်ကြောင်းမေရီကလဟန်ကရှင်းပြထားပါတယ်။ထောက်လိုင်းရေးတဲ့မွေးထုတ်နိုင်ဖို့အတွက်ရန်ကုန်ရှိအမေရိကန်တန်ယုံက CIA အရာရှိကိုကြီးနေဘုံမှမှကြီး သူတည်တနာဌာနကိုတည်ထောင်ပါတယ်။ဒီဌာနရဲ့လောက်ဆောင်ချက်ကိုဘုံမောင်ကလှုပ်ဝှက်ထားလို့ဘုံနေဝင်စိတ်ကွက်သွားတာဆိုတဲ့သတင်းစာဆရာဂါရီယန်ဦးစိန်ဝင်းရဲ့အမြင်ကိုလည်းဖော်ပြထားပါတယ်။ဘုံမောင်အဖြုတ်ခံရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ထောက်လိုင်းရေးညွန်ဘူးနှကမွေးပူလင်ကဘုံမောင်ကိုမနာလို့တူရှိဖြစ်လာပြီးရောက်တုံးတဲ့ကိစ္စပါပဲ။ထောက်လိုင်းရေးညွန်ဘူးပူလင်ဟာသူတည်တနာဌာနကိစ္စနဲ့ပတ်သက်ပြီးမကြည်နဲ့တဲ့အတွက်ဘုံမောင်ကိုဆရာရင်ဥစ္စာကံဖြစ်ဘုံနေဝင်းကမြင်လာအောင် နားသွင်းနိုင်ခဲ့တယ်လို့ဘူအောင်ကြီးကပြောပါတယ်။ကတ်တလေဘာသာဝင်ဘူမောင်မောင်ရဲ့ပြင်းထန်တဲ့ကွန်မြူနီစန့်ကျင်ရေးလမ်းစဉ်ဟာလဲသူ့စစ်သင်္ကန်းကိုဖန်တီးဖွယ်ရှိတယ်လို့ဆိုပါတယ်။1967မှာဦးနုနဲ့ဘနေဝင်းဟာတရုတ်မြန်မာဆွေမျိုးပေါက်ဖို့ချစ်ကြည်စကားရိုက်ကူးနေပြီမို့လို့အမေရိကန်လက်နက်ကိုင်ဆောင်တဲ့ KMD တရုတ်ပြည်အကျွမ်းကြံကိုတက်ခတ်ရမှာတပ်မတော်တရင်ကိုနဲ့တရုတ်ပြည်သူလွတ်မြောက်ရေးတပ်တို့ပူးတွဲဆစ်ဆီလုပ်ခဲ့ကြောင်းပါဝင်သူဗမာစစ်ဗိုလ်တွေကရော ရတရစစ်တမ်းမှုအစီရင်ခစားကပါတက်တည်ခံနေပါလေဒီလိုအချိန်တွေမှာစစ်တမ်းမှာဒုတိယသို့မဟုတ်တတိယအာဏာရှိသူဖြစ်ယူဆခံရတဲ့ဘုံမောင်ကို CIA ဩဇာကံသို့မဟုတ်မဟာမိတ်ဖြစ်တရင်လွှင့်တာဟာအထီးဆုံးပါပဲနှခမ်းမွေးပေါ်လင်းအကွက်ဆင်ပြီးဗီတီပြတဲ့အတိုင်းဘုံမောင်ကများ CIA အကူအညီနဲ့အာဏာသိမ်းလေမလားလို့ဘုံနေဝင်းစိုးရင်ထိလန့်လာတာကြောင့်ဘုံမောင်ကိုထုတ်ပြလိုက်တာလည်းဖြစ်နိုင်တယ်လို့မေဒီကလဟန်ကသုံးသပ်ပါတယ် ဘူမောင်မောင်နဲ့တမှုငေါ့ကိုစစ်တမ်းမှုဖြစ်နိုင်ငံခြားပို့လိုက်ပြီးဘူအောင်ရွှေကိုတော့တန်အမှတ်ဖြစ်ဩစတြေးလျကိုပို့လိုက်ပါတယ်။ကြံတမှုလေးဦးကိုအငိမ့်စားပေးပါတယ်။ဒီရာရှိတွေဟာ1960ရွေးကောက်ပွဲမှာစွန့်ငင်းအုပ်စုဘက်ကထောက်ခံအားပေးတာထင်ရှားတဲ့အတွက်တက်ကထုတ်ပြတာဖြစ်ကြောင်းတရားဝင်ကြေညာပေမဲ့စစ်စင်ရေးလုပ်နေတဲ့တရင်မှုနှုတ်ဦးကိုပါထုတ်ပြတာကိုကြည့်ရင်ဘူနေဝင်းမကျင်တဲ့တာကရွေးကောက်ပွဲကိစ္စတာမဟုတ်ကြောင်းခံမနိုင်တယ်လို့မေရီကလဟန်ကတုံ့ပြန်ပါတယ်။ ဘူနေဝင်းကိုရောဥနုအစိုးရကိုပါချုပ်ပစ်ဖို့ကြံစီလို့တမှုတွေချုပ်ခံရလားလို့အဲ့ဒီတုန်းကယူဆကြကြပါတယ်1960ရွေးကောက်ပွဲကျင်းပချိန်မှာလဲတမှုတွေရဲ့လှုပ်ဝက်အစည်းအဝေးကိုဘူနေဝင်းသိရတဲ့အခါမှာအလွန်စိတ်ဆိုးသွားတယ်လို့ဘူလာမော်ကပြောပြပါတယ်ဒါပေမဲ့လှုပ်ဝက်အစည်းအဝေးမှာဆွေးနွေးတဲ့ကိစ္စကိုဘူနေဝင်းစိတ်ဆိုးတာမဟုတ်ပဲဦးစည်းရရှိမှာပဲတမှုတွေကြီးအစည်းအဝေးလုပ်တာကိုဘူနေဝင်းမကျေနပ်တာဖြစ်ကြောင်းနောက်မှသဘောပေါက်တယ်လို့ဘူလာမော်ကပြောပြပါတယ် ဦးစီးရရှိတယ်ဖြစ်တဲ့ဘူအောင်ကြီးနဲ့ဘူမောင်ကိုဝိုင်းပယ်ရင်ဘူနေဝင်းကိုဝိုင်းပယ်တာနဲ့အတူတူဖြစ်ကြောင်းနားလည်လာတယ်လို့ဘူလာမော်ကပြောပါတယ်။ဦးစီးရရှိဘူမောင်နဲ့တမှုအချုပ်ကိုထုတ်ပြတာဟာစီဦးစီးဌာနနဲ့တမှုတွေကြားကပြဿနာကိုဖြေရှင်းလိုက်တာပါပဲ။တောင်ပိုင်းတိုင်းနဲ့ညောင်ပိုင်းတိုင်းကိုဖျက်သိမ်းပြီးတိုင်းငတိုင်းနဲ့ထူးတက်ရင်လည်းရင်ဖွဲ့စည်းလိုက်တဲ့အတွက်စီဦးစီးရုံးရဲ့ဘူအချုပ်ကင်မှုအင်အားပိုကောင်းသွားပါတယ်။အရင်လိုတိုင်းကြီးနှစ်တိုင်းနဲ့တိုင်းမုံအိုးသာထားမယ်ဆိုရင် တိုင်မှုအနေနဲ့အနာသိမ့်ဖို့လွယ်ကူတာမို့တိုင်မှုတွေညလာအောင်ဘူနေဝင်းကဖန်တီးလိုက်တာပါပဲ။ယုံကြည်စိတ်ချရတဲ့တိုင်မှုတွေကိုရန်ကုန်နဲ့နီးတဲ့တိုင်မှာထားပြီးသိမ့်မယုံရတဲ့တိုင်မှုတွေကိုတော့ရန်ကုန်နဲ့ဝေးရမှာတာဝန်ပေးထားဖို့ဘူနေဝင်းကစီစဉ်တာဖြစ်ပါတယ်။ဒါကြောင့်မို့1962မှာစစ်အနာသိမ့်တဲ့အခါတက်မတော်ဟာဘိုးချုပ်ကိုင်မှုကိုနာခံတဲ့စစ်ဒီယိုကရေစီရန်ထရာကြီးဖြစ်နေပါပြီ။1958အနာသိမ့်ဘက်ကိုဦးစီးရာရှိတွေကစီစဉ်ခဲ့တာဖြစ်ပေမယ့် 1962အနာသိမ်းမွေးမှာတော့စစ်တပ်တကူလုံးတညစ်တညွတ်သေးပါဝင်တာတွေ့ရပါတယ်။ဘူနေဝင်းကသူ့အမေကို အားလုံးနာခံအောင်လှုပ်ထားနိုင်တာကြောင့်62အနာသိမ်းပွဲအောင်မြင်တာလို့လိလာသူတွေကသုံးသပ်ကြပေးမယ်။ဘူနေဝင်းရဲ့စွမ်းရည်တကူတည်းနဲ့တော့လုံနိုင်မယ်မထင်ပါဘူး။ဘူမောင်မောင်ဥဆောင်တဲ့စစ်စီမံခန့်ခွဲမှုဌာနကလွန်ခဲ့တဲ့ဆယ်နှစ်အတွင်းစစ်တပ်ပြုပြင်တွေလုပ်ပြီးဘိုးချုပ်ကိုင်မှုကိုနာခံတဲ့စစ်ဘီယိုကရေစီရန်ရကြီးကိုတိစောက်နိုင်ခဲ့လို့သား 1960နှစ်မှာအလွယ်တကူဆက်အနာသိနေတာလို့မေဒီကယ်ဟန်ကယူဆပါတယ်။ဒီတောင်စုကြီးပြုတ်ကွဲမှာဆိုရင်လို့အနာသိရတာဆိုတဲ့စင်ကြေကိုလည်းမေဒီကယ်ဟန်ကလက်မခံပါဘူး။စစ်တဲ့အဖွဲ့အစည်းဟာအကြက်သားအစိုးရအဖွဲ့အစည်းပါတီအဖွဲ့အစည်းစတာတွေထက်အများကြီးအင်အားတောင့်တင်းပြီးစီးလုံးညီညွတ်နေတာမဟုတ်။အကြက်သားအစိုးရအဖွဲ့အစည်းကိုစစ်တဲ့အဖွဲ့အစည်းနဲ့အစားထိုးပြီးပြဿနာကိုစီရဲအရာဖြေရှင်းဖို့စူးစမ်းတာဖြစ်ပါတယ်။ နိုင်ငံရေးအနာဂတ်အခိုင်အမာဆုတ်ကင်နိုင်ဖို့စစ်တပ်ကစူးစမ်းရမှာတိုင်းသူပြည်သားနှောက်ရှက်ဟန်တားလို့ဖြစ်လာရကြောင်းမေဒီကလဟန်ကသုံးသပ်ထားပါတယ်1988ဒီမိုကရေစီရေတော်ပုံကိုစစ်တပ်ကဖြိုခွင်းပြီးစစ်အာဏာရှင်စတဲ့တီထောင်ပုံနဲ့ပတ်သက်ပြီးမေဒီကလဟန်ကသုံးသပ်ထားပါတယ်လောလတ်စွာပြောဆိုရေးသားခွင့်ပေးတဲ့ဒီမိုကရေစီစနစ်နဲ့ပြည်သူ့ဆန္ဒကိုစစ်ကောင်းဆောင်ပိုင်းကအယုံကြည်မရှိကြောင်းပထမအကြိမ်အာဏာသိမ်းစဉ်1958အောက်တိုဘာ18ရက်နေ့ထုတ် တက်မတော်စိတ်သက်ဆက်စင်ရဌာနစီရင်ခစားနေစတေမာ30ရက်နေထုတ်ခရီးဆဆောင်မှာပေါ်ပြထားတာတွေ့ရပါတယ်ပြည်သူလူထုဟာနိုင်ငံရေးစိတ်ဝင်စားတာမဟုတ်လို့တဘုံဝါထဖြစ်နာလို့ကို နားယောင်တော့တက်တယ်လို့တက်မတော်ဆဆောင်ကဆိုပါတယ်ဘဝချက်တည်ရင်းနဲ့ကိုကျိုးစိပွားကိုသာတိကထားတဲ့နိုင်ကြတဲ့စိတ်တဘာဝရှိရဲ့ပြည်သူလူထုဟာသူများကျိုးဆွေရကိုပါသွားတက်တယ်လို့တက်မတော်ဆဆောင်ကသုံးသပ်ပါတယ်အဲ့ဒီချိန်ကစပြီးစီကန်းရှိပြီးတာဝန်သိဖို့ပြည်သူလူထုကို စစ်တပ်ကစုံမနေတာဒီကနေ့ထိပါပဲတိုင်းသူပြည်သားကိုအယုံကြည်မရှိတဲ့စစ်တပ်ဟာတိုင်းသူပြည်သားကရွေးကောက်တင်ရောက်ထားတဲ့အစိုးရကိုလည်းယုံကြည်မှာမဟုတ်ပါဘူးဒါကြောင့်ဥနုအစိုးရအာဏာပြန်ရတဲ့နှစ်နှစ်ကာလမှာစစ်တပ်စီလုံးညီညွတ်အောင်လုပ်ပြီး1962မှာဒီမိုကရေစီစနစ်ကိုဖျက်ဆီးလိုက်တာပါပဲနိုင်ငံရေးပါတီအလုံးကိုဖျက်သိမ်းပြီးမြမဆိုချယ်လစ်လမ်းစဉ်ကိုပြင်ညာပါတယ်လွတ်လပ်ရေးကြိုးပမ်းစဉ်ကခေတ်ဆားခဲ့တဲ့လက်ဝဲဝါဒကိုပြန်လည်ဆန်းသစ်လိုက်တာပါပဲတရုတ်ကွန်မြူနစ်ကိုဟန်တားတဲ့ ရီးပြူဟာအနေနဲ့ဆိုရှယ်လေးလမ်းစဉ်ချမှတ်တာလို့လဲစစ်ကောင်းဆောင်ဘက်ကယူဆပါတယ်စစ်တပ်နဲ့မဆလပါတီလက်တွဲပြီး26နှစ်တိုင်အုပ်ချုပ်မင်းလို့ပါတယ်တိုင်းသူပြည်သားကိုနိုင်ငံရေးစိတ်ဝင်စားဘူးလို့စစ်တပ်ကယူဆတာမလို့ဆိုရှယ်လေးနိုင်ငံသားကောင်ပေါ်ထွက်လာရေးအတွက်မဆလကင်မှာနိုင်ငံရေးသဘောတရားတင်နန်းတွေအများဆုံးပေးခဲ့ပါတယ်ဒါပေမဲ့တိုင်းရင်းသားလက်နက်ကန်ရှိရာနေဆက်တီတပ်မှာတော့စစ်တပ်ကသာကြီးစိုးပါတယ်တိုင်းရင်းသားလက်နက်ကန်ကို လူတို့နဲ့အဆက်အသွယ်ပြည့်စုံဖို့အတွက်ဖြက်လေးဖြက်လန်းစဉ်စတင်ကျင်းသုံးတဲ့အချိန်ခါပါပဲမဆလာပါတီဟာစီယုံရေးကိစ္စကိုသာဦးစားပေးနေရတာမို့တဘုံနှိမ့်နှင်းရေးကိုဂရုမစိုက်ဘူးလို့စစ်ဘုံဟောင်းတွေကတော့ပြပါတယ်မဆလာအစိုးရကသာအတုံခွန်ဆိုင်လုပ်မယ်ဆိုရင်ပြည်တွင်းစစ်ဒီကုန်းချုပ်ပြီးစီလုံးညညွတ်နေတာကြားပြီးလို့စစ်ဘုံဟောင်းအချို့ကတန်တိုးထားကိုလည်းကူကားထားပါတယ်1988ဒီမိုကရေစီအရေးတော်ပုံကိုနှိမ့်နှင်းလိုက်တဲ့အခါမှာမဆလာအစိုးရကြောက်ကြွသွားပြီးစစ်တပ်ဟာ တကူတဲ့တော့အနာပိုင်အဖွဲ့အစည်းဖြစ်လာပါတယ်။1990မှာရွေးကောက်ပွဲကျင်းပပေးလိုက်ပေမဲ့စစ်တပ်ထောက်ခံတဲ့မဆလဖြစ်လဲတဆညာပါတီကိုယ်စားလှယ်ဆယ်နှစ်ရသားရှိပြီ။ဒေါ်စုခေါဆောင်နဲ့ LD ပါတီအပြတ်အသတ်အနိုင်ရတာကြောင့်ရွေးကောက်ပွဲရလဒ်ကိုစစ်တပ်ကအတိမံပြုပဲရွေးကောက်ပွဲနိုင်တဲ့ LD ပါတီကိုချိန်မုံမှုကျူးပန်းပါတော့လေ။ပြည်သူလူထုရဲ့စန့်ကျင်မှုကိုရင်ဆိုင်နေရတဲ့စစ်တပ်စစ်အင်အားတိုးချဲ့ပြီးတုံ့ပြန်ပါလေ။ အင်အားကောင်းတဲ့ KMD တရုတ်ပြတက်ကြီးမြမပြည်တဲ့ဝင်ရောက်အခြေစိုက်တုန်းကစစ်အင်အားတိုးချဲ့ပုံနဲ့တက်ဆင်ဆင်ပဲလို့ဆိုပါတယ်ဒီဒီလုံးရင်းဝှက်ပြပြနေပြီးနေရာတကာမှာစစ်အစိုးရချုပ်ကင်နိုင်အောင်စစ်အင်အားတိုးချဲ့တာပါပဲ1988မှာအင်အားတသိန်း7000ကျော်ရှိတဲ့စစ်တပ်ဟာ1996မှာ3300ရှိပြီးရေတက်နဲ့လေတက်ကိုပါတိုးချဲ့လာပါတယ်စစ်တပ်ကိုထိရောက်စွာချုပ်ကင်ပြီးအမိန်ပေးနိုင်ဖို့အတွက်စစ်ဦးစီးဌာနချုပ် ဩဇာအာဏာကြီးမားလာအောင်လုပ်ပါတယ်။စေအစိုးရကိုတည်ဆောက်ရှိရေးအမိန်နာခံရေးစစ်မှုထမ်းတတချောင်းချီရေးစတာတွေကိုဦးစားပေးအကောင့်ထဲပို့တာကြောင့်စစ်မှုထမ်းဟာအခွင့်ဒုက္ကံလူတန်းစားဖြစ်လာပါတယ်။စစ်မှုထမ်းမိသားစုအတွက်တည်တံ့စေရုံတည်တံ့ကြောင်းနဲ့တည်တံ့ကွန်ပီစီရှိလာပါတယ်။စေအစိုးရလုပ်ကွင်ပေးလို့ရှင်းတန်းကြီးထွားလာတဲ့ပုဂ္ဂလိကစီးပွားလုပ်ငန်းတွေကလည်းစစ်ကောင်းဆောင်ဆွေမျိုးအတိုင်းဝန်းကိုပုံမှန်စက်ကြီးပေးပြီးထောက်ပံ့နေရပါတယ်။စစ်တပ်နိုင်ငံရေးမှာ ထောက်လန်းရေးအရာရှိကြီးစိုးတယ်လို့ယူဆကြပါမယ်။တကယ်အနာရှိသူတွေကတော့စစ်တိုင်းစနစ်တိုင်းကတိုက်မှုတွေပါပဲ။တိုင်းတွင်းကကိစ္စအလုံးကိုဆုံးဖြတ်ပိုင်권ရှိတဲ့တိုင်းမှုကအနာအရှိဆုံးပုဂ္ဂိုလ်ပါပဲ။အနာရှိလေလေဥစ္စာတနာတိုးပွားလေလေဖြစ်နေပါလေ။1950ပြည့်လွန်နှစ်တွေမှာစစ်အင်အားတိုးချဲ့ဖွဲ့စည်းတုန်းကတော့နိုင်ငံခြားအကူအညီကိုအားကိုးခဲ့ရပါလေ။နဝတ္တနာဖခဲ့စစ်အင်အားတိုးချဲ့ရမှာတော့ဘပေါင်းစုံကရံမုံငွေရှာပါလေ။ အစိုးရအတုံးစီတဝက်လောက်ကိုစစ်စစ်အဖြစ်တုံးဆွဲတဲ့အပြင်မူရည်စိလုပ်ငန်းကရတဲ့စက်ကြီးကိုလည်းတုံးဆွဲပါတယ်တရုတ်အစိုးရကအတိုးတသက်တတနဲ့ချိထားတဲ့ငွေကိုလည်းစစ်အစိုးရကတုံးပါတယ်ဒါတွေအပြင်စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကရတဲ့ဝင်ငွေလည်းရှိပါတယ်ညမစီးပွားရေးဥပိုင်လီမိတက်နဲ့ညမစီးပွားရေးကော်ပိုရေးရှင်းဟာစစ်တပ်ပိုင်လက်ဝက်ကြီးကိုစီးပွားရေးလုပ်ငန်းတွေပါအများဆုံးကောင်းကောင်းရတဲ့လုပ်ငန်းတွေကိုလက်ဝက်ကြီးအုပ်ထားတဲ့အခွင့်အတိုးကံစီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ် စစ်တပ်ပိုင်းစီးပွားရေးလုပ်ငန်းတွေဟာအစင်းခစားထုတ်ပြပြီးရှင်းပြဆရာမလို့တဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ဒီလုပ်ငန်းကရတဲ့ငွေတွေကိုစစ်ကောင်းဆောင်ပိုင်းကထင်းတလို့သုံးဆွဲနိုင်ပါတယ်စစ်ဘုံအတွက်စီးပွားရေးပြုလုပ်ပေမဲ့နိုင်ငံရေးမှာမလုံခြုံပါဘူး LDP အဖွဲ့ချုပ်ကိုတိုင်းရင်းသားတွေထောက်ခံနေတာကိုကြည့်ပြီးလက်နက်ကင်ဥစုတွေနဲ့ LDP အဖွဲ့ချုပ်သားမဟာမိတ်လုပ်လိုက်မယ်ဆိုရင်စစ်အစိုးရဟာပြည်မမှာရောပြည်နယ်မှာပါဆင်ရမယ်ပြဿနာကိုရင်ဆိုင်ရဖွယ်ရှိတယ်လို့စစ်ကောင်းဆောင်ပိုင်းကတွက်ပါတယ် ဒီတော့ကိန်းကြောင့်အစီအစိုးရဟာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့အပြစ်ခက်ရစဲပြီးနေဆက်ဒေတာဖွံ့ဖြိုးရေးလုပ်ကင်လာတာဖြစ်ပါတယ်စစ်တပ်ရဲ့လောရက်ထွေထွေကိုစာအုပ်စာတမ်းရေးသားပြုစုခိုင်းပြီးအမုန်းတင်ုံတင်မကသေးပဲပြတ်တိုက်ပြကန်းအမျိုးမျိုးဆောက်လုပ်ပြီးပြတ်တာပါတယ်1954မှာစစ်တပ်ဆစ်စင်ကြီးဌာနကအကြံပြုခဲ့တဲ့စစ်သမိုင်းပြတ်တိုက်ကိုအနည်း40ကြာ1994မှာဖွင့်လှစ်ကျင်းပနိုင်ခဲ့ပါတယ်မြန်မာပြည်မှာစစ်တပ်ဟာ အဓိကအကြဆုံးဖြစ်ကြောင်းဝါရဖြတ်နဲ့ပြတ်တိုက်ပါပဲစစ်မှုရေးရအပြင် စက်ကူဆက်မဆလာဆဲငါမွေးမြူရေးနိယထာလန်ဇီရီပထိုးလေးစိမ်ခောက်ကွင်းအိုးအိမ်ဆောက်လို့ရေးဆက်တာတွေပါတပ်ပရနံပေါင်းစစ်သမိုင်းပြတ်တိုက်မှာပြတ်တက်ထားတာမို့စစ်တပ်ပြောတဲ့မြတပီလုံးဂျုံရတော့မလို့ဖြစ်နေပါတယ်တပီလုံးကိုလွှမ်းမိုးနိုင်ဖို့စစ်တပ်ကကြိုးပမ်းရမှာရီမန်းတဲ့အတိုင်းဖြစ်လာတာရှိတယ်လို့မဖြစ်တာလည်းရှိပါတယ်စေအစိုးရရဲ့ပြဿနာလေးရက်ကိုဟောပြထားပါတယ်ပထမပြဿနာက တိုင်မှုတွေကတဆင့်အုတ်ချုပ်တဲ့ခဏခဏဖွဲ့စည်းပုံစနစ်ဖြစ်ပါတယ်။အလုပ်ဖြစ်နေသေးပေမဲ့တိုင်မှုတွေကိုကျေးဇူးတင်နေရတဲ့စနစ်ဖြစ်ပါတယ်။တိုင်မှုနဲ့လက်အောက်ခံရရှိတွေတထေးဖြစ်ကုန်တာဒီဒီလုံးသိပါတယ်။တိုင်မှုတွေနေစားပယ်စားအာဏာရှင်ဖြစ်လာလို့1990မှာနဝတက်ကိုဖျက်သိမ်းပြီးနာအဖကိုဖွဲ့စည်းကအပြောင်းလဲလုပ်လိုက်ရပါတယ်။တိုင်မှုကိုရန်ကုန်ခေါ်ဝန်ကြီးခံပြီးတကူအာဏာရှော်နေသွားအောင်လုပ်တာဟာစစ်အစိုးရရဲ့နည်းဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆိုရင်ပြည်ထနာကို ဒီနည်းနဲ့ဖြည့်ရှင်းဖို့အခက်အခဲရှိနိုင်တယ်လို့မေဒီကယ်ဟန်ကယူဆပါတယ်။ဘိုးအစိုးရကပိုးပြီးချုပ်ကင်နိုင်အောင်စီစဉ်တာကိုတိုင်မှုတက်မှုတွေကလက်မခံနိုင်ဘူးဆိုရင်တိုင်မှုတက်မှုတွေကျင့်နေအောင်ရောကြီးသုံးဖို့မလုံးပေးရပါလိမ့်မယ်။အခုအချိန်ထိတော့တိုင်မှုတွေအမိတ်နာခံအောင်ဘိုးအစိုးရကနည်းမျိုးမျိုးသုံးရပါလေ။ဒါပေမဲ့တိုင်မှုကိုလုပ်ပိုင်ခွင့်အနာပေးတဲ့လက်ရှိစနစ်ကိုပြောင်းလဲဖို့ဘယ်သူကမှအကျိုးစားသေးပါဘူး။ပြည်ရွာမှုကိုစစ်တပ်ကချုပ်ကင်ဖို့စူးစမ်းတဲ့အတွက် ုတ်ထွက်လာတဲ့ဒုတိယကြေတနာကတော့ရာရှိအရာကံအကျက်တသားတွေစီးမဲ့ကမ်းမဲ့ဖြစ်လာတဲ့ကိစ္စပါပဲတသားတဲ့နှစ်သိန်းစုဆောင်းဖို့ကြိုးပမ်းရမှာမြို့ရွာတွေကိုခွဲထမ်းချပြီးအတင်းအဓမ္မစုဆောင်းတဲ့အတွက်လူစုဂျပုန်းနဲ့ရာဆွေးမှုကျွလွန်ထားသူအများပြားတက်ထက်ရောက်လာတာမို့စီးကဲနဲ့စိတ်တရေးရမှာအလွန်နှိမ့်ချနေတာဖြစ်ပါတယ်ရာတို့ကြီးကြီးရထားတဲ့စစ်ပေါ်တွေဟာရာတညကိုအိတ်ထိတ်ထိတ်နေကြပါတယ်သူတို့ရာယူနေတဲ့လက်လက်ပရောင်းနေတော့တာကိုဒီစစ်ပေါ်တွေကမလိုလားပါဘူး ကိုပိုင်ဆောက်ွက်ကိုကန့်တတ်ထုတ်ကြမခံတဲ့အတွက်ဗိုလ်ချုပ်ကြီးတွေကြားမကြာခဏတင်းမာမှုပေါ်ပေါက်ခဲ့ရပါတယ်။အစားလွန်သွားတဲ့ဝင်ကြီးတွေကိုထုတ်ပြရတာတို့လည်းရှိပါတယ်။စစ်တပ်ရဲ့ဥတီချက်ဟာစစ်စီရင်မဟုတ်တော့ပဲအုတ်ချုပ်မင်းလို့ရေးဖြစ်လာတဲ့အတွက်စစ်ကောင်းဆောင်ပိုင်းနဲ့လူငယ်စစ်သားကြားအတွေ့အကြုံကွာဟမှုကြီးမားလာတာဟာစစ်အစိုးရရဲ့တတိယတဒနာဖြစ်ပါတယ်။နဝတကဲမှာလက်နက်ကင်တိုင်းရင်းသားအုပ်စု၁၉စုနဲ့အပြည့်အကဲရဆိုင်နိုင်တာကြောင့်လဲနောက်ဝင်တဲ့စစ်ဘော်တွေ တိုက်ပွဲအတွေ့အကြုံနေပါသွားခဲ့ပါတယ်။ရွာသူရွာသားကို၆ဆယ်ပြည်အတင်းအဓမ္မလမ်းဖောက်ခိုင်းတဲ့ခေတ်ဖြစ်နေတာပေါ့။ဗိုလ်မှူးတွေမှာတိုက်ပွဲအတွေ့အကြုံနေပြီးလမ်းဖောက်တဲ့အတွေ့အကြုံကများနေပါတယ်။ရာကြီးအပြစ်ခက်ရက်စက်ထားတဲ့ငင်းချမ်းကြီးအုပ်စုတွေကိုလက်နက်ကင်ဆွဲခွင့်ပေးထားတာသုဒ္ဓပြဿနာဖြစ်ပါတယ်။လက်နက်ကင်အုပ်စုကြီးစုဝဒေသကို အစိုးရစစ်တပ်ဝင်မဲ့ဆိုရင်ခွင့်ပြုချက်တောင်းရတယ်။ယာယီလက်နဲ့အသိခံရတယ်လို့လည်းရှိပါတယ်။ ကိုကန်နဲ့ဝါခေါဆောင်တွေဟာကိုပိုင်ယူနီဖောင်းဝဲလက်နက်ကင်တွေခြံရံပြီးရန်ကုန်မှာလွတ်လွတ်လပ်လပ်တော်လာနိုင်ပါတယ်ဒီပြဿနာလေးကိုရှိနေတာကိုကြည့်ရင်စေအစိုးရဟာနေရာတိုင်းမှာအစွမ်းထက်တာမဟုတ်ကြောင်းအပြည့်အဝစီလုံးညွတ်တာမဟုတ်ကြောင်းသိနိုင်ပါတယ်စေအစိုးရဟာအတိုက်ခံကိုကြောက်တယ်လို့တတွင်းပြဿနာကိုလည်းစိုးချိန်နေပါတယ်ဒီပြဿနာနဲ့အားနည်းချက်တွေကြောင့်နိုင်ငံရေးမှာလက်ခဲတလဲဖြစ်ပြီးစေအစိုးရကရှော့ပေးဖို့ဝင်လေးနေတာဖြစ်ပုံရပါတယ် စေအစိုးရနဲ့နိုင်ငံသားဆက်ဆံရေးဆိုတာအစိုးရအမိန့်ကိုနိုင်ငံသားကမနာခံရင်အစိုးရကအကြမ်းဖက်တဲ့ပုံစံပါပဲတိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးဖြစ်ပွားရာရက်မှာစစ်တပ်ရဲ့အကြမ်းဖက်မှုဟာအပြင်းထန်ဆုံးပါပဲလူမနေနိုင်အောင်ဖြက်လေးဖြက်လမ်းစဉ်သုံးတဲ့စစ်စင်ရေးဖြစ်တာမို့နိုင်ငံခြားထွက်ပြေးတဲ့တိုင်းရင်းသားဥယျာဉ်ဟာအငြင်းအံတိုးပွားနေပါတယ်ဒါပေမဲ့ဒီလိုမတရားလုပ်တဲ့ကိစ္စကိုပြည်မနေပမာလူမျိုးတွေကတခါမှမေကုံးထုတ်ခဲ့တာမဟုတ်ပါဘူး 1988ရဲ့ရေတော်ပုံမှာစနတ်ကြတဲ့အကြောင်းသားနဲ့ရက်သားကိုစစ်တပ်ကပြစ်တက်ပြီးပြည်မကရက်သားကိုပါရန်သူလိုသဘောထက်လာတော့မှစစ်တပ်ရဲ့အကြမ်းဖက်မှုကိုပြည်မမှာဆွနွေးလာတာဖြစ်ပါတယ်။တိုင်းသားရပိုင်ခွင့်ကိုအမခန့်နဲ့နိုင်ငံရေးဖြစ်စဉ်မျိုးကိုစတဲ့တိဆောက်နိုင်ဖို့ရေးကြည့်တယ်လို့ကွဲလို့တဲ့သဘောထားကိုလက်ခံနိုင်ဖို့လည်းရေးကြည့်ပါလေ။မြမလွတ်လပ်ရေးအနှစ်90ကျော်တမိုင်းမှာသဘောထားကိုလက်မှုကွဲပြားခြားနားမှုနဲ့စိတ်ဆက်ညှိနှိုင်းမှုကို တကယ်လက်ခံခဲ့တဲ့အစင်လာမရှိခဲ့ပါဘူး။ကိုယ်လဲ့တဲ့သဘောထားကိုစေအစိုးရကလက်မခံနိုင်ကြောင်းထင်ရှားပြနေပါတယ်။ LD အဖွဲ့ချုပ်ကလည်းကိုယ်လဲ့တဲ့သဘောထားကိုလက်မခံနိုင်တဲ့လက္ခဏာပြနေပါတယ်။အစိုးရဆက်ညည်ရေးကျောင်းသားအဖွဲ့အစည်းနဲ့အတိုက်ခံပါတီတွေကလည်းဝေဖန်သူကိုထုတ်ပြတဲ့အတွက်စင်ကြိုင်အဖွဲ့တွေအုပ်စုတွေဂိုင်းတွေပေါ်ပေါက်လာပါတယ်။တိုင်းရင်းသားအုပ်စုတွေထဲမှာလည်းဒီပုံစံတိုင်းပါပဲ။ဒါပေမဲ့ကိုယ်လဲ့တဲ့သဘောထားကို မြမချင်းကြီးမှုကလက်ခံပါတယ်။ဒါကြောင့်မြမသမိုင်းမှာအဖြစ်ရှာတာပိုကောင်းပါလိမ့်မယ်။ကိုလိုနီကေပါလီမန်ဒီမိုကရေစီကေမဆလာဆိုရှယ်လစ်ကင်းနဲ့နဝတ္တနာအဖာကိတွေမှာအယူအဆအတွေးခေါ်ခြင်းပြိပခါဖြစ်ပြီဆိုရင်လူစိုးနဲ့လူကောင်းပြိပခါဖြစ်တယ်လို့နိုင်ရဖို့ကသာအဓိကထားကြပါတယ်။ဖြစ်နေတဲ့ပြိပခါကိုပြောက်ွယ်သွားအောင်လုပ်တဲ့တခုသေးသောနည်းလမ်းဟာလုံးဝအုတ်တော်စီလုံးညညရေးရရှိဖို့ဖြစ်ပါတယ်။ ရိပခတ်ကိုကင်တွယ်ပြီးမျက်မျက်တက်တက်ပြအောင်လုံနိုင်တဲ့နီးစနစ်ကိုခေါင်းဆောင်မိုက်ကမတီထွင်နိုင်မချင်းညမအနာကက်ဟာညှော်လင့်ချက်ကင်းမဲ့နေဦးမယ်လို့ဆိုပါတယ်။ကွဲလွတ်တဲ့အယူအဆမတူတဲ့အမြင်ခြားနားတဲ့တောင်းဆိုချက်တိုင်ဆိုင်မှုချိန်တိုင်းမှုစတာတွေမရှိရင်ဒီမိုကရေစီလည်းမရှိနိုင်ပါဘူး။လုံးဝအောက်တော့စီလုံးညညရဲ့ကိုဦးစားပေးနေတာဟာလိုအပ်ချက်တောင်းဆိုချက်ညွတ်ညွတ်ကိုလက်ရောနိုင်မဲ့နီလန်ပေါ်ထွက်ရေးကိုဟန်တားသလိုဖြစ်နေပါတယ်။လွတ်လပ်ရေးတိုက်ပွဲဝင်ရမှာ ဗိုလ်ချုပ်အောင်ဆန်းကစီလုံးညွန့်ညွတ်မှုကိုပြတ်နိုင်တဲ့အတွက်အင်္ဂလိပ်ကလွတ်လပ်ရေးပေးတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီတမိုင်းတစ်လေးကိုမကြုံနိုင်တဲ့အတွက်မြမနိုင်ငံကြီးဟာစီလုံးညွန့်ညွတ်ရေးတောင်းဆိုတဲ့အဆင့်ထက်ပိုပြီးရင့်ကျက်မလာတဲ့ကြောင်းမေရီကလန်ဟန်ကသုံးသပ်ထားပါတယ်။